ရှမ်းပြည်နယ်မှာတကိုးထားနေတဲ့တရုတ်ဩဇာခံလက်နက်ကင်တပ်ထိုင်းမှာဝါနီတပ်လို့ခေါ်လို့ရှိတဲ့ဝါပြည်သွေးစင်းညီညွတ်ရေးတပ် UWSA ရဲ့တထုတူဖော်မှုလုပ်ငန်းတွေမွေးရည်စေဝါမောင်ကိုကူးတန်းနေတဲ့ဆိုတော့ဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးထိရောက်တဲ့တုတ်ပြန်မှုတွေကိုထိုင်းရပ်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုလာကြပါတယ်။ဒါပြင် UWSA နဲ့ပတ်သက်တဲ့အငင်းပွားစရာအခြေအနေတွေမှာပင်မရင်းမြစ်ဟာတရုတ်နိုင်ငံဖြစ်တယ်လို့လဲအဲ့ဒီအစုအဖွဲ့တွေကပြောပေမဲ့ ိုင်းအစိုးရစီကနေတိကျတဲ့တရားဝင်သဘောထားမှတ်ချက်တော့ထွက်ပေါ်မလာသေးပါဘူး။ထိုင်းနယ်စပ်မြို့မဲဆိုင်မှာရေကြီးမှုတွေဖြစ်ခဲ့တဲ့နောက်ပိုင်းထိုင်း NGO အဖွဲ့အစည်းတွေကမြန်မာဘက်ကနေ စီးဆင်းလာတဲ့ ဆိုင်နဲ့ကော့မြစ်တွေမှာအစိတ်တောက်ဓာတုပစ္စည်းတွေအများအပြားရောနှော ပေါင်ဝင်လာတဲ့အကြောင်းကိုပြ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 သတိပေးခဲ့ကြပါတယ်။ပြီးတော့ထိုင်းဆိုရအနေနဲ့အဒီကိစ္စရဲ့အဓိကအကြောင်းရင်းဖြစ်တဲ့ UWSC ထိန်းချုပ်နယ်မြေတွေမှာတရုတူးပေါ်နေတာတွေကိုပိတ်သိမ်းပေးဖို့မြန်မာစစ်ကောင်စီအာဏာပိုင်တွေစီကိုဖိအားပေးတဲ့ကြောင်းတောင်းဆိုမှုတွေလည်းရှိလာပါတယ်။ဖြူတိုင်းပါတီ PTB ဦးဆောင်နေတဲ့ထိုင်းဆိုရနဲ့ထိုင်းရဲ့လုံခြုံရေးအေဂျင်စီတွေဟာ UWSA နဲ့ပတ်သက်လို့ရော WWFC ထိန်းချုပ်ထားတဲ့တရုတ်တူပေါ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ရယာထားသမျှအချက်လက်တွေကအရန်အကန့်အသတ်များလို့နဲ့လို့လဲတချို့ကထောက်ပြထားကြပြန်ပါတယ်။ WWFC ဟာထိုင်းတွက်လုံခြုံရေးစိန်ခေါ်မှုတစ်ခုဖြစ်နေုံသာမကပြည်သူ့ကျန်းမာရေးဆိုင်ရာချိန်ချောက်မှုအသွင်ကိုလည်းဆောင်လာနေတယ်လို့ဆိုပါတယ်။ Greenpeace Thailand အဖွဲ့က ိုင်းဆိုရအနေနဲ့ UWSA ရဲ့တရုတ်တူပေါ်ရေးလုပ်ငန်းတွေလုံးဝရပ်ဆိုင်းသွားစေဖို့အတွက်စစ်ကောင်စီတရုတ်ဆိုရတို့နဲ့ညှိနှိုင်းလှုပ်ဆောင်တင်ကြောင်းတိုက်တွန်းထားပါတယ်။ UWSA ကထိုင်းရဲ့အိမ်နီးချင်းမြန်မာနိုင်ငံမှာအခြေစိုက်ပေမဲ့ဒါကြောင့်ဒီကိစ္စမှာတရုတ်အစိုးရကဝင်ပါလာတယ်လဲဆိုတာကလည်းမေးခွန်းထုတ်စရာတစ်ခုပါ။ရိုးရိုးလေးဖြေရရင်တော့ UWSA နဲ့ဝါပြည်နယ်ကိုထိန်းချုပ်ထားတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP တို့ရဲ့နောက်ွယ်မှာတရုတ်ရဲ့ အာနာယကမ္မဏီပါတီ CPP ဟာနိုင်ရကအဆင့်လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိနေလို့ပါပဲတကယ်တော့ UWS ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာအခြေစိုက်တဲ့တခြားသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်မှာလည်းအတော်လေးဩဇာဖြန့်ကျက်လွှမ်းမိုးထားနိုင်ပါတယ်ဒီအထဲမှာမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် MNDAA တောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TLN နဲ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် NDAA ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSA တို့လိုအင်အားစုတွေလည်းအပါအဝင်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်လောက်က MNDAA ချီယလန်နေတို့ဟာရခိုင်တက်တော် AA နဲ့ပူးပေါင်းပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာအထူးအောင်မြင်တဲ့စစ်စင်ရေးတစ်ခုအဖြစ် Operation 139ခုကိုလည်းဆင်နွှဲနိုင်ခဲ့ပါတယ်။ အဲ့ဒီစစ်စင်ရေးကြီးအတွင်းတိုင်းရင်းသားမဟာမိတ်တပ်တွေဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြို့ပေါင်း20ကျော်ကိုစစ်ကောင်စီရဲ့လက်ထဲကနေသိမ်းယူနိုင်ခဲ့ကြပါတယ်။အာဏာသိမ်းစစ်တပ်အတွက်တော့ဒါဟာတမိုင်းဝင်ခါတိလာတဲ့ရှုံးနိမ့်မှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဇက်တိုက်အောင်ပွဲခံနေတဲ့တိုင်းရင်းသားမဟာမိတ်တပ်တွေရဲ့စစ်ရေးအရှိန်အဟုန်ဟာတရုတ်ရဲ့ဂျားဝင်ဆွတ်ဖတ်မှုတွေနဲ့အတူအရှိန်တန်သွားခဲ့ပါတယ်။ န်တက်လို့ခေါ်လေးရှိတဲ့ MNDAA ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာခက်ခက်ခဲခဲတိုက်ခိုက်သိမ်းယူထားခဲ့ရတဲ့မဟာမျိုးဟာရအချက်ချာကြရလာရှုမျိုးကိုတရုတ်ရဲ့ဖိအားပေးမှုကြောင့်လက်လွတ်ပေးခဲ့ရပါတယ်။လာရှုဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြီးဆုံးမျိုးဖြစ်ပြီးပထဝီဝင်နိုင်ငံရေးရှုထောင့်ကကြည့်ရင်လည်းအရေးပါတဲ့မဟာမျိုးဟာတန်ဖိုးတွေကိုပိုင်ဆိုင်နေပါတယ်။ မိုးမိတ်ရွှေလီကုံတော်ရေးဂိတ်ဆိုရင်လေတရုတ်နိုင်ငံရဲ့ယူနန်ပြည်နယ်ကိုရှမ်းပြည်နယ်နဲ့အဲဒီကနေတဆင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေအထိချိတ်ဆက်ပေးတဲ့ပင်မလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ဒါနဲ့မကသေးပဲတရုတ်ရဲ့ရီမန်းချက်ကြီးကြီးနဲ့အကောင့်ထည့်ဖော်နေတဲ့ရဝန်းတစ်ခုလမ်းကြောင်းတစ်ခုစီမံကိန်း PRR ရဲ့အစိပ်ပိုင်းဖြစ်တဲ့တရုတ်မြန်မာစီးပွားရေးစင်ကြံ CMEC မှာရှမ်းပြည်နယ်မြောက်ပိုင်းကလွှမ်းခြုံပါဝင်နေပါတယ်။ PR အိုင်ဟာတရုတ်ရဲ့အထင်ကရနိုင်ငံတကာအခြေခံအဆောက်အအုံစီမံကိန်းကြီးဖြစ်ပြီးရေနံပိုက်လိုင်းတွေ့တမ်းမှုတွေရေနံသယူပို့ဆောင်မှုတွေညံနှောင်းမြေရထားကွန်ရက်တွေအကျုံးဝင်နေပါတယ်။ပို့ပြီးနနံ့ရှိုင်းရှိုင်းစမ်းစစ်ကြည့်တဲ့အခါမှာတစ်တုံညာနှစ်ခုဆစ်စင်ရေးအစောပိုင်းကာလာတုံးကတရုတ်ကိုယ်တိုင်တိုင်းသားတက်တွေကိုဗန္ဒာရေးနဲ့လက်နက်တွေထောက်ပံ့ပေးခဲ့ပါတယ်။ဒါကလည်းအဲ့ဒီဆစ်စင်ရေးရဲ့ရေမှန်းချက်တွေထဲမှာ အရုပ်အပေါ်ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်စေတဲ့ဒေသခံကြားဖြတ်ငွေလိမ်ကိုင်းတွေကိုချိန်မုံဖြစ်ဖို့ဆိုတဲ့အချက်ပါဝင်နေတာကြောင့်ဖြစ်ပါတယ်ကန်တက်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာဟာတရုတ်အနယ်တွေအဓိကနေထိုင်ကြပြီးတရုတ်စကားကိုပြောကြပါဗါကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာလိုပဲ ိုကန့်တွေကလည်းတရုတ်ကနေတင်သွင်းတဲ့လူသုံးကုန်စားသုံးကုန်အီလက်ထရောနစ်ပစ္စည်းလောင်စာဆီအင်တာနက်တွေကိုမြှို့နေရပါတယ်။ဒီချိန်တွေမှာကိုကန့်တက်ကတရုတ်နဲ့ပတ်သက်ရင်အပိုးချိုချိုပဲလှုပ်ရှားခဲ့ပါတယ်။ဘဝတိုင်းရင်းသားတွေရဲ့စိတ်မြစ်ကိုနောက်ကျောင်းပြန်ခြေရခံကြည့်ရင်ရှစ်ခေတ်ဒေတာကန်တိုင်းရင်းသားအနယ်တွေကနေမော်စီတုံးဝါရကိုလက်ခံလာပြီးနောက်ပိုင်းမှာဗမာပြည်ကွန်မြူနတီပါတီ CPP ရဲ့တိုက်ခိုက်ရေးသမားတွေအဖြစ်စင်ကဲပြောင်းလဲလာပါတယ်။ 1989ခုနှစ်မှာ CPB ရဲ့ဝါအဖွဲ့ဝင်တွေဟာအဲ့ဒီတုန်းကမြန်မာစစ်အစိုးရနဲ့အပြစ်အခက်ရင်ဆဲခဲ့ပါတယ်။အကျိုးဆက်အဖြစ်အထူးဒေသနှစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာဝါတွေရဲ့ကိုပိုင်အုပ်ချုပ်ခွင့်ရဇုံတစ်ခုတည်ထောင်လာနိုင်ခဲ့ပါတယ်။1992ခုနှစ်မှာတော့ UWSP နဲ့ UWSA တို့ကိုဖွဲ့စည်းခဲ့ပါတယ် UWSP ဟာ CPP ရဲ့ဖွဲ့စည်းပုံ model ကိုမျှဉ်းထားပြီးအုပ်ချုပ်မှုကဏ္ဍကိုနှစ်ပိုင်းခွဲထားပါတယ် အထူးဒေတာနှစ်ဖြစ်တဲ့မြောက်ပိုင်းဝါနယ်မြေဟာရှမ်းပြည်နယ်မြောက်ပိုင်းကတရုတ်မြန်မာနယ်စပ်တန်လွင်မြစ်ရဲ့အရှိတ်ဘိုင်းမှာတည်ရှိပြီးတရုတ်ရဲ့ယူနန်ပြည်နယ်နဲ့ထိစပ်နေပါတယ်။မြောက်ပိုင်းဝါနယ်မြေမှာလူဦးရေ6သိန်းလောက်နေထိုင်ပြီးဝါတပ်ဖွဲ့ရဲ့စစ်အင်အား3000လောက်ရှိပါတယ်။မြို့တော်ကတော့ပန်ဆန်းပါ။တန်ခမ်းလို့လည်းခေါ်လို့ရှိပါတယ်။တောင်ပိုင်းဝါနယ်မြေကတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိပြီး ထိုင်းနိုင်ငံရဲ့ချင်းမိုင်ပြည်နယ်တွေကဖန်မေအိုင်ဝိုင်ဟွမ်ချိုင်တောင်ဒေသတွေနဲ့ထိစပ်နေပါတယ်။ပြီးတော့မဲဟောင်ဆောင်ပြည်နယ်ရဲ့ပမ်မာဖာခရိုင်နဲ့လည်းဆက်ဆက်တည်ရှိနေပါတယ်။တောင်ပိုင်းဝါဒေသရဲ့မြို့တော်ကရုံးမြို့ပါပြီးတော့တောင်ပိုင်းဝါဒေသရဲ့စီဦးစီးအရာရှိလည်းဖြစ်ဝဲစင်ခံရဲ့ညီလေးဖြစ်တဲ့ဝဲစင်ရင်ရဲ့ထိန်းချုပ်မှုအောက်မှာမွေးရည်စေဝါထုတ်လုပ်မှုဗဟုချက်နယ်မြေတစ်ခုဖြစ်နေပါဗျ။စေအေးကာလတခြားမှာတော့ထိုင်းစစ်တပ်ဟာထိုင်းမြန်မာနယ်စပ်တခြားမှာ မြန်မာစစ်တပ်ကနယ်ကျော်လာနိုင်ခြေကိုတံပြန်မဲ့အဟံအကြောင်းအနေနဲ့ကရင်မျိုးသားအဖွဲ့ချုပ် KNU နဲ့ရွှေစစ်ဥဆောင်တဲ့ RCSS ကိုအားထားခဲ့ပါတယ်။စစ်ရေးခေတ်အလုံးမှာတော့စစ်ဆိုးရရဲ့ခေါင်းဆောင်တအူးလည်းဖြစ်တဲ့ဗိုလ်ချုပ်ကြီးခင်ညွန့်က UWSC နဲ့ညှိနှိုင်းမှုတွေလုပ်ခဲ့ပြီးတရုတ်နယ်စပ်နားမှာရှိတဲ့ပန်ဆန်းနဲ့တခြားမြို့ငယ်လေးတွေမှာနေထိုင်ကြတဲ့ဝတိုင်းရင်းသားတွေကိုမိုင်းဆက်နဲ့မိုင်းတုံမြို့တွေမှာရွှေ့ပြောင်းအခြေချစေခဲ့ပါတယ်။အဲ့ဒီမြို့တွေဟာ ထိုင်းရဲ့ချင်းပိုင်နဲ့ချင်းရိုင်ပြည်နယ်တွေနဲ့နယ်စပ်ချင်းထိကပ်နေပါတယ်။နှစ်ပေါင်း20ကျော်လောက်အတွင်းဝတိုင်းရင်သား8000ကျော်လောက်ဟာရှမ်းပြည်နယ်တောင်ပိုင်းကနယ်ပယ်တစ်တွေမှာရွှေ့ပြောင်းအခြေချခဲ့ကြပါတယ်။ဒါဟာဝနေတွေကိုအတုံးချပြီးရှမ်းပြည်နယ်တောင်ပိုင်းမှာရွက်စိဥဆောင်တဲ့ RCSS ရဲ့အင်အားကိုတံပြန်တဲ့မူဝါဒအခင်းကျင်းတစ်ခုလည်းဖြစ်ပါတယ်။ ်ဧပြီလကကျင်းပခဲ့တဲ့ UWSP ညီလာခံမှာတော့ပောက်ယူချန်းဟာပါတီဥက္ကဋ္ဌစီဦးစီချုပ်အဖြစ်အတီးပြုတ်တင်မြောက်ခံခဲ့ရပါတယ်နောက်ပြီး UWSP နဲ့ UWSA တို့ဟာရှမ်းပြည်နယ်မှာရှိတဲ့လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့၄ခုကိုကမကထပြုပေးနေပါတယ်။အဲ့ဒီထဲမှာရှမ်းအထုဒေသ၄ထဲမှာအခြေစိုက်လှုပ်ရှားပြီးမိုင်းလာတက်လို့လည်းလူသိများတဲ့ NDA လည်းပါဝင်ပါတယ်။ အဲ့ဒီတက်ဟာရှမ်းပြည်နယ်အရှေ့ပိုင်းကရှမ်းတိုင်းရင်းသားအတိုင်ဝန်းကိုကိုစားပြုတယ်လို့ကြေကျော်ထားပါတယ်။အမန်တီကတော့ကိုကန့်တက်အဖြစ်အများသိကြပြီးအထူးခြေသားတက်မှာလှူရှားပြီးကိုကန့်တိုင်းရင်းသားတွေကိုကိုစားပြုနေပါတယ်။ SSPB နဲ့ SSA ကတော့ရှမ်းပြည်နယ်ရဲ့မြောက်ပိုင်းမဟိုင်းရွာမှာဌာနချုပ်အခြေစိုက်ပါတယ်။ပလောင်တက်ဖြစ်တဲ့ TLN နေနဲ့ပလောင်နိုင်ငံရေးပါတီပလောင်ပြည်နယ်တိုးတက်ရေးတပ်ဦး SPLF ရဲ့နေမည်ကိုတော့အထုဒေတာ၃လို့ခေါ်ပေါ်ပါတယ် ဝါနေတွေနဲ့ရှမ်းပြည်နယ်အခြေစိုက်တိုင်းရင်းသားတပ်တွေဟာမြန်မာနိုင်ငံထဲကတရုတ်အကျိုးစီးပွားတွေရဲ့အတွက်အဆောင်တပ်တွေအနေနဲ့လည်းလှုပ်ရှားပါတယ်။ BRI စီမံကိန်းကြီးရဲ့အရေးပါတဲ့လမ်းကြောင်းတွေ၊ဂျေနန်ပိုက်လိုင်းတွေ၊ဂျေနန်တင်ပို့မှုတွေ၊စိတ်ကန်းတွေအနာဂတ်မှာတည်ဆောက်ဖို့ရာထားတဲ့မြန်နှောင်းမြင့်ယထားစီမံကိန်းတွေကိုအဲ့ဒီတပ်တွေကကာကွယ်ပေးနေကြပါတယ်။နောက်ပြီးအဲ့ဒီတပ်တွေက တရုတ်ဩဇာလွှမ်းမိုးမှုအောက်မှာရှိနေခြင်းဟာစစ်ကောင်စီ အတွက်လည်းတနည်းတပုံအကျိုးရှိစေပါတယ်။ UWSA နဲ့မဟာမိတ်တွေဟာတော်လန်ရေးအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ ANUG နဲ့မဟာမိတ်ပြုရည်တည်ရာမျိုးကိုရွေးချယ်မှာမဟုတ်လို့ပါပဲ။အခုမြဝေပေးတော့ခဲ့တဲ့ဆောင်းပါးကတော့ထိုင်းနိုင်ငံကတနေရှင်သတင်းဌာနရဲ့ Red War လို့ခေါ်တဲ့ဝါနေ China's Shadow Army Controlling Shan State Power ဆောင်းပါးကိုဘာသာပြန်ဆိုဖော်ပြထားတာဖြစ်ပါတယ်။ဆောင်းပါးမှာပါတဲ့အဘော်တွေကတော့တနေရှင်ရဲ့အဘော်သာဖြစ်ပါတယ်လို့ယခုနှစ်ဂျွန်လတရနေ့ကလူလူຫນွေဦးမီဒီယာမှာဘာသာပြန်ဆိုဖော်ပြထားတာဖြစ်ပါတယ်ရှင်။အဆုံးထိနားဆင်ပေးခဲ့ကြလို့အထူးကျေးဇူးတင်ပါတယ်။